ထိုင်းနိုင်ငံနဲ့အင်အိုင်လက်ဖွဲ့မနေရာနဲ့ဂုဂွယ်မှုများတလောလေးကအင်တာနက်ကွန်ရက်ပေါ်မှာလူသိများသွားတဲ့ဖြစ်ရလေးတစ်ခုကတော့ထိုင်းနိုင်ငံက Optimum Prime အယုတ်ကြီးရှိမှာ coffee ခွက်တီအမွေးတိုင်တွေနဲ့ပူဇော်ပါတာသူအများအပြားလာရောက်ဆွတောင်းနေရတဲ့အကြောင်းပါပဲဖြစ်စဉ်ကတော့ coffee ဆိုင်တစ်ခုကဆိုင်ရှင်ဟာသူဆိုင်ရောင်းအားမကောင်းလို့စိတ်သက်သာနေရကနေကြံရမရဖြစ်လာတာကြောင့် Optimum အယုတ်ကြီးစီသွားပြီးပူဇော်ဆွတောင်းမှုတွေလုပ်ခဲ့တယ်လို့ဆိုပါတယ် အဲဒီနောက်မှာတော့မထင်မထားလောက်အောင်ရောင်အားတိုးတက်သွားတာကြောင့်ဒီပြည့်ဟာလူသိများသွားပြီးခုလိုတစတစပူဇော်သူတွေများလာခဲ့တာပါဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတစ်ခုမှာဒီလိုအယူအဆတွေရှိနေရဟာထိုင်းနိုင်ငံရဲ့ဒလိထုံးစံအယူတွေနဲ့အများကြီးဆက်ဆက်နေပါတယ်ထိုင်းနိုင်ငံဟာဗုဒ္ဓဘာသာဝင်အများစုနေထိုင်ကြပြီး AI လက်ဖွဲ့အတက်နဲ့နှက်ကိုယ်ခွင်မှုတွေမှာအတော်လေးယုံကြည်ကြပါတယ်တမလုံဘဝနဲ့တရေတစင်ယုံကြည်မှုလည်းရှိပြီးရိုးရာတရေအမျိုးမျိုးလည်း ပုံမြင်သဖွင့်လက်ဆင့်ကမ်းလာကြသူတွေပါဖိဆောင်နှက်လိုမျိုးယုံကြည်မှုဟာဆိုရင်လေအင်တာနက်ကနေတစင်မြန်မာနိုင်ငံအထိပါလူသိနေရအထိစူတောင်းကြသူတွေလည်းများပါတယ်ဒီလိုယုံကြည်မှုမျိုးတွေကိုထိုင်းရဲ့အမှုပညာဖန်တီးမှုတွေမှာပါတွေ့နိုင်ပြီးရှီဟောင်းပစ္စည်းလက်ဖွဲ့တွေရောင်းချရေးဈေးကွက်ဟာထိုင်းမှာကြဲကြဲပြန့်ပြန့်ကိုရှိနေရလို့ဆိုပါတယ်ဒီလိုယုံကြည်ကိုးကွယ်မှုတွေဟာရှေးခေတ်ကထိုင်းမြန်မာစစ်ပွဲကာလတွေမှာကုလူပြန့်နှံ့လာတဲ့ရင်ကျင်းမှုဖြစ်ပြီး တနိုင်ငံလုံးမှာရှိတဲ့ယဉ်ကျေးမှုတွေကလည်းအတော်လေးစင်တူကြပါတယ်။ဥပမာလက်ဝိပွဲတွေမှာတုံးလေးရှိတဲ့ထုံးမှန်ရေမှန်သဘောမျိုးအစာပုံစံတွေဟာမှွေထိုင်းပွဲတွေမှာလည်းတွေ့ရတတ်ပါတယ်။ဝက်ကုန်းစီပေါရိတာတာဆေးလိုမျိုးတုတ်ပြီးဓာပြီးထိုးရတဲ့ဈေးကွင်းအဆောင်တွေဟာလည်းယနေ့ထက်တိထိုင်းကလူငယ်တွေကြားရေပန်းစားနေစေဆိုတာကိုသိရပါတယ်။ဒီဆေးတွေဟာရှေးရခင်စစ်ပွဲကာလ တစ်ဖက်နဲ့တစ်ဖက်ဓာလန်သုံးပြီးအနိုင်ယူခဲ့ကြစဉ်ကလေးကတရှိခဲ့တာဖြစ်ပြီးရိုးရာရင်ကျဲမှုအဖြစ်သတ်မှတ်နိုင်တဲ့ Dreamit ပညာရပ်တွေပဲဖြစ်ပါတယ်။မြန်မာမှာကလေးနဲ့ဖြစ်တဲ့မနယ်လေးရှိသလိုထိုင်းမှာလည်းကုမန်ထောင်းဆိုတဲ့ကလေးနဲ့ရှိအောင်ကျင်းအတော်လေးစင်တူတဲ့ကိုယ်ခွေယုံကြည်မှုတွေကိုမြင်ရမှာပါ။မြန်မာနဲ့ထိုင်းကြားကဆက်ဆက်မှုရှိခဲ့တဲ့ယုံကြည်ကိုယ်ခွေမှုတစ်ခုအကြောင်းကတော့သူရဲ့ကောင်းဆန်တဲ့စစ်ပွဲတစ်ပွဲကနေစတင်ခဲ့တယ်လို့ဆိုရမှာပါ။ 14ရာစုအေးဝဈေးမယ်စစ်ပွဲတွေဖြစ်ပွားခဲ့ခြင်းကအေးဝတက်တွေဟာဈေးမယ်မြို့ကိုဝိုင်းထားခဲ့ကြပါ යි အဲဒီအချိန်မှာဈေးမယ်ဘန်းနဲ့အေးဝဘက်ကသူတွေဟာအလောင်းအစားတစ်ခုလောက်ခဲ့ကြပြီးအလောင်းအစားရှုံခဲ့ရင်အေးဝတက်တွေကနောက်ပြန်ဆုတ်ပေးကြမယ်လို့သဘောတူခဲ့ပါ යි အဲဒါကတော့ဈေးမယ်နာကချောင်းထဲမှာရင်ငုတ်ပြိုင်ကြမှာဖြစ်ပြီးအေးဝဘက်ကရင်ငုတ်ကျွမ်းတဲ့စစ်တီနဲ့ဈေးမယ်ဘက်ကတော့ကြောင်းလို့ခေါ်တဲ့သူတယောက်ကိုရင်ငုတ်အရှင်ပြိုင်ခဲ့ကြပါ යි အချိန်တခုအကြာမှာအင်းဝါဘကစစ်တီကပြန်ပေါ်လာခဲ့ပေမယ့်ကြောက်ကတော့တသက်လုံးပြန်မပေါ်လာတော့ပါဘူးလို့ဆိုပါရင်ရေထဲကိုရှာဖွေကြတဲ့အခါကြောက်ဟာအဝိဖြူနဲ့သူ့ကိုယ်သူကြောက်တောင်းအောက်ခြေမှာရှိထားတာကိုတွေ့ခဲ့ရပြီးဈေးမယ်မျိုးမကြရေးအတွက် အသက်ပေးပြီးရေငုပ်ပွဲမှာအနိုင်ရသွားခဲ့တာပါဒါကြောင့်ဈေးမယ်မျိုးမှာကြောက်ဝိညာဉ်အတွက်ဖျားတဆူတဲထားပေးပြီးအဝိစအဖြူအတွက်ရည်စူးလို့ထုံးအဖြူအမြဲတုတ်ထားကြပါသည် ဒီဖြစ်ရဟာမြန်မာပြည်ကပပဲမောင်တင့်တယ်လို့ဇလန်းမျိုးတွေနဲ့စင်တူနေခဲ့ပြီးကိုယ်ခွေရုံကြည်မှုတွေနဲ့တမိုင်းကျောင်းတွေရဲ့ရုပ်ဖွဲ့ပန့်ွယ်ထားတဲ့အလားတရားကိုပါမြင်သာစေတဲ့ပုံမြင်တွေပဲဖြစ်ပါတယ်။နိုင်ငံတနိုင်ငံရဲ့တမိုင်းနဲ့ရိုးရာရုံကြည်မှုတွေကတဆင့်လှပတဲ့ delay တွေရှိကြသလိုအများလောင်စရာဖြစ်သွားနိုင်တဲ့အစိုးရရုံကြည်မှုတွေကလည်းမနေမနော်ပါပဲ။အထူးသဖြင့်နှလုံးသုံးလုံးနဲ့ထီလို့ကံပေါ်ရုံကြည်ပြီးလောက်ကြတဲ့သူတွေများလာတဲ့အခါ ဘယ်ကိုကွယ်ယုံကြည်မှုမစိုးရှီရန်ကိုရောက်လာကြပြီးနတ်ကိုကွယ်မှုစွတောင်းမှုတွေကတနေ့တည်းတနေ့များပြားလာတာကိုသတိထားမိကြမှာပါဒီလိုယုံကြည်ကြသူတွေအပေါ်ကနေအမျက်ထုံမဲ့လူလိန်လူညာတွေကလည်းအသိရှိနေကြတာကြောင့်ခေတ်သစ်အသိပညာဗဟုသုတတွေနဲ့ထိန်းချုပ်ပြီးရိုးရာရင်ကျေးမှုတွေကိုတန်ဖိုးထားတဲ့အကြောင်းဗီဒီယိုလေးနဲ့အတူတင်ဆက်ပေးလိုက်ရပါတယ်